ုံးကြီးကတခါမှကိုဘလက်ကာရပြုတ်ဖို့ကြံစီပြီးတော့အားထုတ်ရမှာလက်မခံတာကြောင့်ဒါနဲ့အပိုင်းပိုင်းခုတ်တက်လိုက်တဲ့ဖြစ်စဉ်လေးပါ အားလုံးပဲမင်္ဂလာပါ Positive Vibe မြန်မာ Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကမင်းထင်ပါမိတ်ဆွေတို့အခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လဲကူအောင်ဖုံးပြေကြောင်းကဖုံးကြီးကတကာမကိုဘလက်ကာရပြုတ်ဖို့ကြံစီပြီးတော့အားထုတ်ရမှာလက်မခံတာကြောင့်ဒါနဲ့အပိုင်းပိုင်းခုတ်တက်လိုက်တဲ့ဖြစ်စဉ်လေးပါဒီဖြစ်စဉ်လေးဖြစ်ပွားခဲ့တာကတော့21ရက်နေ့ကပါ တည်သွားတဲ့တခါမှကအဲ့ကြောင်းကိုကားတွေလည်းလှူဘူးတယ်တခါမှအရင်ပေါ့တခါမှကအသက်48တည်သွားတဲ့ ANTG ရဲ့ပေါ့နော်အမေကြီးကအဲ့ဒီကျောင်းမှာနေတယ်အဲ့ဒီကျောင်းမှာဘုံကျောင်းမှာတရားစခန်းဝင်တယ်လို့မျိုးစိတ်သာဝင်တယ်လို့မျိုးနေတယ်အဲ့ဒါကိုဘုံကြီးကလေကူးကျောင်းကနေပြီးတော့မင်္ဂလာတုံအထိကားနဲ့လာခေါ်တယ်တည်သွားတဲ့အန်ဒီရပါတော့မင်္ဂလာတော့မှနေတယ်သူ့အမိကတော့ အဲ့ဒီဘုံကြောင်းမှာတရားစခန်းဝင်သူရိတ်သားဝင်သူလိုမျိုးနေတယ်အဲ့ဒါကိုဒီအသက်48နှစ်အရွယ်တည်သွားတဲ့ NDG ကိုမင်္ဂလာတော်ကိုလာပြီးတော့အဲ့ဘုံကြီးကကားနဲ့လာခေါ်တယ်ဆိုတော့ဒါသူတို့ဟိုဆရာတကာယဉ်နီးတဲ့ဆက်ဆံရေးမျိုးပေါ့နော်ခါတိုင်းလည်းအဲ့လိုလာခေါ်နေကြပဲတဲ့အခုလည်းအရင်လိုပဲထင်ပြီးလာခေါ်တော့လိုက်သွားလိုက်တယ်ပေါ့ဟိုရောက်တော့သင်္ကန်းလျှော်ပေးဖို့ ကူညီတောင်းတာနဲ့တေသူအန်ဒီကြီးကသွားလျှော့ပေးတယ်တဲ့အဲ့ဒီချိန်မှာပဲကျောင်းမှာရှိတဲ့ကျောင်းသားတယောက်ကို ရွာထဲမှာစွန့်ချိုင်သွားယူရန်ပတ်ထုတ်လိုက်တယ်တဲ့ဖုန်ကြီးကပေါ့နော်ကျူးလွန်မဲ့ဖုန်ကြီးကအဲ့ချိန်မှာတေဆုံးသူအန်ဒီကြီးကသင်္ကန်းသွားလျှော့တဲ့အချိန်သင်္ကန်းသွားလျှော့တဲ့အချိန်မှာအနောက်ကနေပြီးတော့လိုက်လာပြီးတော့ဘလက်ကာယာပြုရန်ကြိုးစားတယ်တေသူကလက်မခံစကားများကြတော့ဓာတ်နဲ့ခုတ်တယ်တဲ့ လဲကျသွားတာကိုဆက်ပြီးတော့ခုတ်တယ်။တေသူရဲ့အမေကြီးကငုတ်တုတ်အဲ့ဒီမြင်ကွင်းကိုမြင်ရတာတဲ့။အဲ့ဒါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့လို့ဟောတယ်။အမေကြီးကတော့မခုတ်ပဲထားခဲ့တယ်။ခုတ်ပြီးတော့ "तू ဘာမှမဖြစ်သလိုပဲ"တဲ့သင်ကန်းတွေချွတ်ပြီးတော့ခြေလက်ဆေးပြီးတော့ကားမောင်းပြီးထွက်သွားတယ်တဲ့။ဆိုတော့ဒီလိုလူမျိုးကဖုန်ကြီးတို့တောင်ခေါ်ထိုက်တော့ဘူးပေါ့နော်အဲ့တော့ဒီတရားခံကို ီဘဲကိုညနေ6:00နာရီကျော်မှာတဲ့ဖမ်းမိသွားပါတယ်15မိုင်ဖျားနေမှာဖမ်းမိသွားပါတယ်တရားခံရလို့ဖမ်းမိသွားပြီပေါ့ဗျာလူတွေနေအခုခင်နေကတော့ဘယ်နေရာမှမလုံခြုံတော့ဘူးဖြစ်နေပြီနော်ဘယ်နေရာမှမလုံခြုံတော့ဘူးဘယ်အသက်အရွယ်မှမလုံခြုံတော့ဘူးဒီလိုပုံစံမျိုးဖြစ်နေပြီလူလဲလူလျောက်ပေါ့နော်ဖုန်ကြီးလဲဖုန်ကြီးလျောက်စိတ်တက်တယ်အချင်းစာရိတ္တတွေအရန်ကိုပြက်ပြားနေကြပြီဆိုတော့လူတိုင်းကိုလူတိုင်းကိုပေါ့နော်တတိထားပြီးတော့တာ ပေါင်းတင်ဆက်ဆံရတော့မယ်ခြေနေမျိုးပါပဲအဲ့တော့သူတို့ဘယ်သူမှအတင်းအကျပ်ဖုံးကျွက်ခိုင်းတာမဟုတ်ဘူးလေသူကသူတို့ဟလာဟိုပြောရရင်တော့သူကသူသူစိတ်နဲ့သူတို့ဝတ်တယ်ပေါ့ဗျာနော်အနေထားခြောင်လို့လို့တော့မပြောချင်ပါဘူးသူစိတ်နဲ့သူဝတ်တယ်ပေါ့သူစိတ်နဲ့သူဝတ်ပြီးတော့ဒီလိုကိစ္စမျိုးတွေဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်းထွက်လိုက်လေနော်လူထွက်လိုက်လို့ရတာပဲကောက်ကလူထွက်မိမယူကောက်အောင်နေလိုက်ရတာပဲလေဒီဖုံးကျွက်ကြီးနဲ့တော့ဒီလိုတွေလုပ်နေတာက အဲတော်တော်အောက်တန်းကြာကြတယ်ဗောနော်အဲ့လိုမျိုးလူတွေကြောင့်အဲ့လိုမျိုးတွေကြောင့်လဲဒီကောင်းကောင်းမွန်မွန်နေတဲ့ဖုံကြီးတွေကိုပါထိခိုက်လာတယ်တကယ်ကိုမှဟာလာဝင်းင်းနဲ့ညီနေထိုင်နေဗောနော်တည်ငြိမ်အေးချမ်းပြီးတော့တကယ်ကိုကြည်ညိုဖို့ကောင်းတဲ့ရဟန်းတန်ဃာတွေလည်းရှိပါတယ်အဲ့လိုရဟန်းတန်ဃာတွေရဲ့ image တွေပါကြာလာတာဗောနော်အဲ့ရဟန်းတန်ဃာတွေကိုပါလူတွေကဖုံကြီးဆိုရင်မယုံကြည်တော့တာမျိုးအဲ့လိုပုံစံမျိုးတွေဖြစ်လာတာဗောအဲ့လိုမျိုးတွေ တကယ်လို့မဆိုင်ဘူးပေါ့လေနော်ဒါကတော့တကန့်စီတော့တကန့်စီပေါ့ဒါပေမဲ့အဲ့ဒီလိုအမတန်မှဆက်ဆုပ်ဖို့ကောင်းတဲ့ဖုန်းကြီးတွေကလည်းတော်တော်များလာတယ်ပေါ့ဒီဘက်ခင်မှာလေနော်တော်တော်များလာတယ်အဲ့တော့အားလုံးပဲဘာပဲဖြစ်ဖြစ်ပေါ့လေနော်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဘယ်အသက်ရွယ်မှာပဲဖြစ်ဖြစ်အခုခေတ်ကဟိုကလေးတွေမှာမဟုတ်ဘူးကလေးတွေဆိုလို့ရှိရင်လည်းဒါဟာတူစည်းတွေဘာတွေညာတွေတတ်တာတွေဖြတ်တာတွေလူတာရက်တာတွေ ဖမ်းတာတွေပေါ့နော်ခလေးတွေပျောက်သွားတာတွေအမျိုးမျိုးပဲပေါ့တနေ့တနေ့တွေ့နေမြင်နေရတယ်အခုခလေးတွေမှမဟုတ်ဘူးလူကြီးတွေလည်းနေပဲမျိုးစုံမှာမလုံခြုံကြတော့ဘူးတော့ခုနောက်ပိုင်းကဖုန်ကြီးတွေနေနေကဒီလိုကိစ္စတွေတော်တော်များများကြားလာရတယ်ဒီလိုကိစ္စတွေပေါ့နော်ဒီကိစ္စတွေဆိုဒီလိုမျိုးဒီကာမကိစ္စလိန်ကိစ္စမှမဟုတ်ဘူးတခြားကိစ္စတွေနဲ့လည်းအဲ့လိုကျူးလွန်တာရှိတယ်ပေါ့နော်ဆိုတော့ဖုန်ကြီးတွေဆိုတာကဒီလူတွေ ဲ့လားမကောင်းတာလုပ်ရင်တော့မှသူတို့ကပြုတ်ပြင်ရမှာလေနော်လမ်းပြရမှာကောင်းတာမကောင်းတာမလုပ်ဖို့သူတို့ကတုံတင်ဆုံးမရမှာလေနော်သူတို့ကိုယ်တိုင်ကဒီလိုတွေဖြစ်နေတယ်ဆိုတာကတော့ဒါတော်တော့လွဲနေတယ်လို့ပဲပြောရမှာပဲနော်โอเคကြည့်စုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာ သတင်းချက်လက်တွေစိတ်ဝင်စားစရာအကြောင်းအရာတွေ knowledge sharing တွေသတင်းအစ်စ်တွေကို လင်းတင်သူတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe နဲ့ခဲ့ဖို့လည်းဖိတ်ခေါ်ပါရစေ။